အဲ့နေတို့ကျွန်တော်ပဲရုပ်ရှင်နဲ့ပေါက်တယ်ပြောရမှာမလို့လေနေတို့ဆိုရပြီလေရွှေထူးတကားပွင့်ထားပြီဆိုရင်တကားပွင့်ပွင့်မပွင့်ပွင့်ရွှေထူးဆိုရပြီအဲ့ဒါမျိုးကျွန်တော်အဲ့ဒါမျိုးကျွန်တော်ဘယ်သူပါလို့မိတ်ဆက်ဆရာမလို့မိတ်ဆက်ကတာလည်းမကြိုက်ဘူးကျွန်တော်ကကျွန်တော်မြန်ကြိုက်ကြိုက်နေတန်းသိသိအောင်လှုပ်ထားတော်ပြေးရင်းနေနေဆိုကျွန်တော်ကတော့ညမနက်ကို15ဘုတ်လောက်ဆိုးပေးပါတယ်ဟုတ်ကဲ့ညပိုင်း10ဘုတ်ပေါ့မနက်ပိုင်း9ဘုတ်ပေါ့ ကာလီပရိသတ်တွေတောင်းရင်လည်းတချို့ပွဲတွေကတော့ညာကြီးပဲ၁၈ပုံလောက်ဆိုပေးရတာရှိပါဘူး။နေကတော့ကျွန်တော်ကအောင်ခန့်ပိုင်ဒီတော်ပေါမျိုးပေါပေါ့ဗျာ။မြန်မာနိုင်ငံတနိုင်ငံလုံးတည်တဲ့အောင်ခန့်ပိုင်ခုဆိုတော့ကဘာကျော်အောင်ခန့်ပိုင်တို့တော့ကျွန်တော်ရဲ့ဂီတအမျိုးအစားရတော့နေကပို့ကြိုက်ကြတာများတယ်။နေနဲ့တော့ပို့ပြီးတော့အံဝင်နေပေါ့။ဟုတ်ကဲ့။နေပရိသတ်တွေကတော့အခိုင်အမာအားပေးကြပါဟုတ်ကဲ့။ကျွန်တော်နိုင်ငံကျော်เนาะကဘာကျော်တယောက်အနေနဲ့ပို့တဖို့မှာ9000ပဲရှိတာ။ ငါးတောင်းဆိုတော့ကျွန်တော်စီးပွားလုပ်ငန်းရှင်တွေကိုကျွန်တော်ကိုဟွာဗောအားပေးတဲ့သူတွေကိုကျွန်တော်တနည်းအားဖြင့်သူတို့လုပ်ငန်းတွေလူသိများအောင်တစ်ဖက်တစ်လမ်းအကူအညီတာတော်တော့ဆိုကျွန်တော်မိတ်ဆွေဒိတ်ဒိတ်ကျဲဖက်ရှင်ဆိုင်တို့เนาะဒနာတိုးဆန်ဆိုင်တို့နောက်တခါရွှေညီကိုတူးဆန်ဆိုင်တို့ဆိုကျွန်တော်အဲ့ဒီကိုသွားတော့ကျွန်တော်ဝှက်ဝါတဲ့ဖက်ရှင်ဘူးက9သိန်းကျွန်တော်ကြော်ညာက9တောင်းနဲ့အဲ့ဒါလို့မင်း9သိန်းဘိုးကြီးဝှက်ဝါတော့ကွာဟာလာကိုတိုင်းသွားရိုက်ပေးတယ်ကွာကြော်ညာက9တောင်းနဲ့ကူညီပေးတာ အဲ့ဒီကူညီပေးတဲ့ဝန်ဆောင်မှုကနေသူတို့အဆင်ပြေသွားတော့မိသားစုတွေအဆင်ပြေသွားကျွန်တော်ကုသိုလ်ရတယ်ဒါပါပဲဟုတ်ကဲ့ကြိုးကြလည်းမဒီယုံဟာနဲ့စမ်းသက်ကြည့်ကျင်တော့သူတို့လုပ်ငန်းမဒီယုံဟာစီမှာကြော်ညာလိုက်ရင်ဘလောက်တွင်ကျဲလဲအခုဆိုကိုထုတ်မြတ်ကိုကိုအင်ချိုင်မီအကျိုးဆောင်လုပ်ငန်းဆိုသိရာနဲ့ခြီးပြီးတော့ကျွန်တော်နဲ့ကြော်ညာပြီးရဲ့နောက်ပိုင်းရာနဲ့ခြီးပြီးထောင်ကနန်းလောက်ရပိုင်းလာပိုင်းတွေရပိုင်းမှာလာပိုင်းတော့ရပိုင်းတွေသူကျွန်တော်နဲ့ပတ်သက်ပြီးတော့တိန်ဟွာပေါ့ရာရာချီပြီးတော့တော့အကျိုးမြတ်တွေရနေပြီအဲအဲ့ဒါပေါ့ကျွန်တော်နဲ့ပေါင်းဆက်ခြင်းရဲ့ရလက်ကအ တချို့လုပ်ငန်းရှင်တွေလည်းအဲ့လိုသူ့လိုပဲကျွန်တော်လည်းချိတ်ဆက်တာကိုထွတ်မြတ်ကိုကိုနဲ့ပတ်သက်ပြီးတော့ချိတ်ဆက်တာတိုက်ရိုက်ချိတ်ဆက်တာအများကြီးပါကုညီပေးတာပါသူတို့ရဲ့စီးပွားရေးတွေတချို့က marketing ဆိုတာမသိဘူးဗျ marketing ရဲ့သဘောကိုမသိဒါကြောင့်တချို့လုပ်ငန်းတွေကိုဆိုင်ဖွင့်ထားတဲ့ဆိုင်ရှိလူရောက်လာမှရောင်းရတာကိုဆိုင်ကိုလူသိအောင်အဲဘယ်ရက်ကွက်မှာဘယ်ဆိုင်လို့ပြောမသိဘူးအဲ့ဒါမသိတာအားနေတာမသိတော့မပါဖြစ်တော့မသိတော့မပါဖြစ်တယ်သလားသိမှပါမှာဒါကြောင့် ဆဲတာမဟုတ်ဘူး။ရိုင်းပြတာမဟုတ်ဘူး။တိတိတာတာအဘယ်ရက်ကမှရှိတယ်ကွာအဲ့ဆိုင်ပြောလိုက်တာတန်းသိနေရ။ကြိုက်တာမကြိုက်တာနောက်တစ်ပိုင်းကြိုက်ချင်တယ်ဗျာဆိုင်မသိဘူးလို့လို့အဲအကြောင်းသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေတိတိတာတာဖွံ့ဖြိုးတိုးတက်ဖို့မတည်ုံဟားစီမှာယုံကြည်စွာနဲ့ငါးတောင်းလေးနဲ့အနှံလာတဲ့စိုင်နေစီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်ကသူတို့အကျိုးမြတ်တွေများဖို့အတွက်လူသိများဖို့အတွက်ဝန်ဆောင်မှု ပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ personal brand မတိအောင်ဟာရဲ့ personal brand ပေါ့မတိအောင်ဟာဒီ personal brand တစ်ခုကိုထူထောင်ထားလိုက်တယ်မတိအောင်ဟာဆိုတော့ရဲ့မျိုးရဲ့မှာမဟုတ်တာကျွန်တော်ဘယ်နေရာသွားသွားသိနေကျွန်တော်ဘ누구ပါလို့မိတ်ဆက်ဆရာမလို့မိတ်ဆက်ခါတာလည်းမကြိုက်ဘူးကျွန်တော်ကကျွန်တော်မြန်မာကြိုက်ကြိုက်မြိုက်တန်းသိသိအောင်လုပ်ထားအကျွန်တော်ဘလူပါခင်ဗျာကိုဘာတချင်းနဲ့ပေါက်ထားတာလေကျွန်တော်ကအကိုတိလာအဲ့တချင်းဆိုပြမင်းဘာတချင်းနဲ့ပေါက်တော့ပြောစရာမလိုမတိအောင်ကအရပြီ အဲ့နေတိုးကျွန်တော်ဘယ်ရုပ်ရှင်နဲ့ပေါက်တော့ပြောစရာမလိုဘူးလေနေတိုးဆိုရပြီလေရွှေထူးတကားပွင့်ထားပြီဆိုရင်တကားပွင့်ပွင့်မပွင့်ပွင့်ရွှေထူးဆိုရပြီအဲ့ဒါမျိုးကျွန်တော်ကအဲ့ဒါမျိုးအဲ့ဂျီဘတ်ဘာတချင်းရှင်းပြစရာမလိုဘူးလေဂျီဘတ်ဆိုပြီးပြီလေအဲ့ဒါလိုမျိုးမတီးအောင်ဟာလေအဲ့ဒါလိုမျိုးပဲမြန်မာရောကဘာရောကျွန်တော်မြင်လိုက်တာနော်အော်မတီးအောင်ဟာကြီးအဲတချို့ကြတော့ကျွန်တော်ပေါက်တဲ့တချင်းကိုဆိုတယ်ကျွန်တော်အောင်ခံပိုင်အောင်ခံပိုင်မတီးအောင်ဟာပြောတယ်အော်ဟဲ့အော်မတီးအောင်ဟာပြောတယ်အောင်ခံပိုင်လေ အဲ့လိုဖြစ်သွားတချို့ကြတော့လေကျွန်တော်လေးစားအာဆီယာအောင်ခတ်မှာအိုက်ရောကြီးရဲ့ဒီလိုဒီလက်ခေါ်ကြတယ်ဗောကျေးဇူးအများကြီးတင်ပါဟုတ်ကဲ့အကြောညာတော့ကျွန်တော်ကန့်သက်ချက်လေးရှိတယ်တနေ့ကိုဗျမ်းများအနေနဲ့နှစ်ပို့ပဲကျွန်တော်တင်ပေးတယ်ဗောကျွန်တော်ကြောညာလက်ခံထားတာအများကြီးဖြစ်သွားတယ်9000ဆိုတော့တန်တော့အများကြီးပဲလာအကြတနေ့နှစ်ပို့ပဲကျွန်တော်တင်ပေးပါတယ်ခင်ဗျာအဲအပ်တဲ့နေ့ရနေစပြီးတော့တင်မဲ့နေ့ဒီအနည်းဆုံး9ရက်တော့စောင့်ပေးရနော်9ရက်လောက်စောင့်ပေးအဲ့ဒီမှာကျွန်တော်ကအချိန်နေနဲ့အချိန်ခါကြည့်တော့ဦးစားပေးတာနဲ့ ချိတ်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 ပြီးတော့တင်ပေးသွားမှာပေါ့နော်နောက်ကြတော့လေတနေ့၃ပို့လောက်ပေါ့အဲ့အဲ့လိုလေးတင်သွားပေးခြင်းမှာဟုတ်ပါ